မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဒါဒီနေ့မှဆိုပေါ့နော်မိတ်ဆွေများအားလုံးအတွက်ပေါ့နော်အဲကျွန်တော်ရဲ့ WPA ဆက်ဆက် ID တက္ကသိုလ်လိုကြည့်ဆိုတဲ့ကျွန်တော်ရဲ့နီးပညာ channel လေးရတယ်ပြောမိတ်ဆွေများအားလုံးကိုကြိုဆိုပါရနော်အဲဒါဒီနေ့မှဆိုရင်မိတ်ဆွေများအားလုံးတို့အတွက်ပေါ့နော်ပြန်လည်ပြီးတော့မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ Gmail account တင်တယ်ပေါ့နော်ဒါ Gmail account ဖွင့်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 နည်းလေးနဲ့ကျွန်တော် @Gmail account ကိုပေါ့နော်ဒါကျွန်တော်တို့ Facebook နဲ့ပေါ့နော်ဒါ Facebook account ဒီမေးအကောက်ကိုအတုံးပြုပြီးတော့ဒါဖေဘောအကောက်ဖုံးဖုံးဖွင့်ကြီးလေးကိုမိတ်ဆွေများအားလုံးကိုပြန်လဲပြီးတော့ညှောက်ပြီးတော့မှာပဲဖြစ်ပါရနော်အဲဒါဆိုရင်ကျွန်တော်တို့အနေနဲ့ပထမအဦးဆုံးပေါ့နော်ဒါကျွန်တော်တို့ဂီမေးအကောက်ထဲကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်အဲဒါဆိုရင်ဂီမေးအကောက်အစ်စ်ဖွင့်မှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါ Google ဖြစ်ဖြစ်ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့ဂီမေးဖြစ်ဖြစ်ပေါ့နော်ဒီ software တစ်ခုကိုကျွန်တော်အသုံးပြုပြီးတော့လေဂီမေးအကောက်ကိုဖွင့်လို့ရမှာပဲဖြစ်ပါရနော်အဲ Google နဲ့ကျွန်တော်ဂီမေးပေါ့နော် အဲဒါဆိုရင် ကျွန်တော်အနေနဲ့ပေါ့နော်ဒါဂျီမေးကိုပဲအသုံးပြုပြီးတော့ဒါဂျီမေးကောက်အတစ်ဘယ်လိုမျိုးဖွင့်ရမလဲဆိုတာကိုပြောပြပေးသွားမယ်နော်အဲဒါဆိုရင်ကျွန်တော်အနေနဲ့ဂျီမေးတဲ့ကိုတစ်ချက်ဝင်လာမယ်ပေါ့နော်ဂျီမေးတဲ့ကိုဝင်ပြီးသွားပြီဆိုတော့မိတ်ဆွေတို့အနေနဲ့ပေါ့နော်ဒီဘေးကဘားလေးမှာပေါ့နော်ဒီ site တက်ဘားလေးမှာကျွန်တော်တို့ဒါဒီလိုမျိုးပုံလေးရှိရပေါ့နော်ဒါအဲ့ပုံလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကျတော့ဒါဂျီမေးရဲ့ကောက်တဲ့ဖွင့်မှာဖြစ်တဲ့အတွက်ပေါ့နော်ဒီအောက်ဆုံးမှာပေါ့နော်ဒါလူကောင်းပုံလေးနဲ့အပေါင်းလေးနဲ့ပေါ့နော်လူကောင်းပုံလေးရှိတယ် ADD S အနာရအကောက်ဆိုတဲ့စာတန်းလေးကိုကျွန်တော်အနေနဲ့နှိမ့်ရမှာဖြစ်ပါရနော်ပြီးပြီဆိုရင်ကျွန်တော်အနေနဲ့ဒီ Google တဲ့ကိုတစ်ချက်ဝင်ရမှာဖြစ်ပါရနော်ကိုကြတဲ့ဝင်သွားပြီဆိုတော့မိတ်ဆွေတို့အနေနဲ့ပေါ့နော်ဒါကိုယ့်ရဲ့ဖုန်းစကရင်လောပေါ့နော်ဒါကျွန်တော်ခတ်ထားရဆိုရင်ဖုန်းစကရင်လောကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကကျတော့လက်ဝေးထည့်ထားဖြစ်တဲ့အတွက်ကျွန်တော်ဒါလက်ဝေး းနေလိုက်မှာပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်အနေနဲ့ဒါကျွန်တော်ကကျတော့ Gmail account တည့်ဖွင့်မှာဖြစ်တဲ့အတွက်ပေါ့နော်ဒီ credit account ကိုပဲကျွန်တော်နှိပ်ပေးရမှာပဲဖြစ်ပါတယ်နော်ဒီ credit ဆိုတဲ့ account လေးကိုပဲကျွန်တော်နှိပ်ပေးရမှာဖြစ်ပါတယ်နှိပ်ပေးပြီးပြီဆိုရင်ဒီလိုမျိုးစာတန်းနှစ်တန်းပေါ်လာပြီဆိုရင်ကျွန်တော်တို့ကိုကကျတော့ကိုယ့်အတွက်ပဲဖွင့်မှာဖြစ်တဲ့အတွက်ပေါ့နော်အဲဒီကကျတော့ဒါ तू က နှမျိုးပေးထားရပါတော့ဒါကိုယ့်ရဲ့ Gmail account ကဘယ်အတွက်အသုံးပြုမှာလဲပေါ့နော်အဲကျွန်တော်ကြောဒါဒီအောက်ကမှာဆိုရင်တော့ဒါ to make my business ဆိုတာကျွန်တော်ဒါစီးပွားရေးအတွက်သုံးတဲ့ Gmail ပေါ့နော်အဲကိုကကြောကိုပိုင်း Gmail account ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီအပွား for my set ကိုပဲကျွန်တော်နှိပ်လိုက်မှာပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်ဒါဒီနေရာမှာဆိုရင်ဒါနာမည်ရိုက်ထည့်ရမှာဖြစ်ပါရဲ့နော်ဒါကိုယ့်ရဲ့နာမည်ကဒါသုံးလုံးဆိုရင်ဒါအပေါ်မှာနှလုံးအောက်မှာသလုံးရိုက်ထည့်ပေးရမှာဖြစ်ပါရဲ့နော် နှလုံးဆိုရင်တော့ဒါအပေါ်မှာဇလုံးအောက်မှာဇလုံးပေါ့နော်အဲဒါဆိုရင်ကျွန်တော်ရဲ့နာမည်ကတော့ဒါဝေဖြူအောင်ဖြစ်တဲ့အတွက်ဒါအပေါ်မှာအောက်မှာကျတော့ကျွန်တော်ဒါအောင်ထည့်မယ်ပေါ့နော်ပြီးပြီဆိုရင်ဒီနေကိုတစ်ချက်နေရမှာဖြစ်ပါတယ်နေကိုနှိပ်ပြီးပြီဆိုရင်လည်းကျွန်တော်ဒီနေရာမှာဆိုရင်ရှေ့မှာဆိုရင်ဒေးမှာဆိုရင်ကိုယ့်ရဲ့မွေးရက်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီအလဲကောင်က MONTA မိုးဆိုတဲ့နေရာမှာဆိုရင်ကိုယ့်ရဲ့မွေးလာကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီနောက်မှာဆိုရင်ကျွန်တော် ဒါရေးရနေရမှာဒါကိုယ့်ရဲ့မွေးတက်ကလစ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီ grand ဟာဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ဒါယောက်ျားလေးမိန်းကလေးပေါ့နော်ဒါယူခိုင်းတာဖြစ်ပါတယ်ပြီးပြီဆိုတော့ねကျွန်တော်အနေနဲ့နှိတ်ကိုတစ်ချက်နှိတ်လိုက်မယ်ပေါ့เนาะနှိတ်ကိုနှိတ်ပြီးသွားပြီဆိုတော့ねကျွန်တော်အနေနဲ့ဒီလိုမျိုး ရိုက်ထည့်ပေးရမှာပေါ့နော်ဒါကိုကိုတိုင်းကြည်မေးအောက်တက်လောက်အောင်ဖြစ်တဲ့အတွက်ပေါ့နော်ဒါပထမဦးဆုံးကျွန်တော်ရိုက်ရိုက်ထည့်ကြည့်မယ်ပေါ့နော်อืมဒီလိုမျိုးရိုက်ထည့်လိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ဒါဒီလိုမျိုးရိုက်ထည့်လို့မှတာကျွန်တော်တို့မရဘူးဆိုရင်ပေါ့နော်မိတ်ဆွေတို့အနေနဲ့နောက်ကဒါကနန်းကိုဒါတူရလာတော့ပေါ့နော်ကျွန်တော်ဒါရိုက်ထည့်ပြီးတော့နှိပ်ကြည့်ပေးရမှာဖြစ်ပါတယ်နော် အဲကျွန်တော်အနေနဲ့ဒါရမရနှိပ်လိုက်မှာပေါ့နော်ဒါပြီးပြီဆိုရင်ကျွန်တော်အနေနဲ့ဒါနှိပ်ကိုနှိပ်လိုက်မှာပေါ့နော်အဲနှိပ်ကိုနှိပ်လို့ဒီလိုမျိုးစာရန်ပေါ်လာပြီဆိုရင်ကျွန်တော်အနေနဲ့ဒါနောက်ထပ်ကြောင်းမယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်အနေနဲ့ရသွားပြီပေါ့နော်ရသွားပြီဆိုရင်ကျွန်တော်ဒါဒီနေရာမှာကျွန်တော်ဒါသကဝက်ရိုက်ထည့်ပေးရမှာဖြစ်ပါရနော်အဲဒီသကဝက်ဒီသကဝက်ခုကိုရိုက်ထည့်မဲ့သကဝက်ကိုပေါ့နော်ဒါမမေးဖို့ရန်အတွက်အရင်ကမှအရေးကြီးပါရနော် သကဝက်ကဆိုရင်ဒါအ ਨੇ ဆုံးပေါ့နော်ကျွန်တော်ဒါ6လုံးရိုက်ထဲရမှာဖြစ်ပါတယ်6လုံးပေါ့နော်ဒါကျွန်တော်ဒါ8လုံးနဲ့ရိုက်ထဲလို့ရပါတယ်နော်အပြီးပြီဆိုရင်ကျွန်တော်အနေနဲ့ဒါဒီနေရာမှာဒီလိုမျိုးပေါ်လာပြီဆိုရင်ဒီဘက်ကပေါ့နော်ကျွန်တော်အနေနဲ့ဒီအောက်ကပေါ့နော်ဒါညာဘက်ကရဲ IM ဟန်ကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဒါကိုယ့်ရဲ့ Gmail account ပေါ့နော်ဒါပွင့်လာပြီဖြစ်ပါတယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒါ name ကိုပဲ set နှိပ်ပေးမယ်ပေါ့နော် ီးပြီဆိုရင်ကျွန်တော်အနေနဲ့အပေါ်အနေနဲ့ဆွဲတင်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်အနေနဲ့ဒါသူ့ရဲ့စီမီစီကန်တွေကိုဒါကိုကဒါလက်ခံနေဆိုတဲ့အကြောင်းပေါ့နော်ဒါ iron grey ကိုကျွန်တော်နှိပ်ပေးမှာဖြစ်ပါတယ်အပြာအောင်စာတန်းလေးပေါ့နော်ပြီးပြီဆိုရင်ဒါကျွန်တော်ရဲ့ဂျီမေးကောက်တဲ့ပွင့်သွားပြီပေါ့နော် အဲသူကခဏစောင့်ရတယ်ပေါ့နော်အခုလိုမျိုးဝိုင်းလိုက်လိုက်ဆိုရင်ကျွန်တော်ဒါခဏစောင့်ပြီးမှာပေါ့နော် ဲ့မျိုးပြီးသွားဆိုရင်ကျွန်တော်တို့ဒါဆော်လေးကဒါကျွန်တော်တို့ဖြန့်လိုက်တဲ့ပေါ့နော်အခုလိုမျိုးပြီးသွားဆိုရင်ကျွန်တော်တို့ဒါဆော်လေးကဖြန့်လိုက်တဲ့ဂျီမီကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ပေါ့နော်ပြန်ကြည့်မယ်ဆိုရင်ဆော်လေးပါလေးပဲတစ်ချက်ပြန်နေမယ်အဲနေပြီးသွားဆိုရင်ကျွန်တော်ဆော်လေးကဖြန့်လိုက်တဲ့ဂျီမီကဆိုရင်ဒီမှာပေါ့နော်ဒါဝေဖြူအောင်ပေါ့နော်ဒါနှင်းနှင်းချော့ချော့ပေါ့နော်ဒါအဲ့ဂျီမီပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အနေနဲ့ဒါ Facebook account နဲ့ဘယ်လိုမျိုးပြန်ပြီးတော့ချိတ်ဆက်ပြီးတော့ဒါ Facebook account နဲ့ဖြန့်မလဲဆိုတာကိုကျွန်တော်ဒါ Facebook ထဲကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်ဒါအခုလက်ရှိသုံးနေတဲ့အကောက်ကိုကျွန်တော်အနေနဲ့ဒါ log လုပ်လိုက်မှာပေါ့နော်ပြီးပြီဆိုတော့ねကျွန်တော်ကကြော်ဒါအကောက်တွေဖွင့်မှာဖြစ်တဲ့တော့ပေါ့နော်ဒီအောက်ဆုံးမှာကျွန်တော်ဒါဒါပေါ့နော်ဒါ credit new favor အကောက်ကိုကျွန်တော်နှိပ်ပေးရမှာဖြစ်ပါတယ်နော်ဒီအောက်ဆုံးမှာပေါ့နော်အဲဒီအကောက်ကိုကျွန်တော်နှိပ်ပေးမယ်ပြီးပြီဆိုရင်ကျွန်တော်အနေနဲ့ဒါ name ကိုပဲဆက်နေမှာပေါ့နော် ဒီနေရာမှာဆိုတော့ကျွန်တော်အနေနဲ့ဒါ Facebook မှာပေါ့နော်ဒါကိုပေးခြင်းတဲ့နာမည်ကိုကျွန်တော်ရိုက်ထည့်ပေးရမှာဖြစ်ပါရနော်ပြီးပြီဆိုရင်ကျွန်တော်ဒါနာမည်၃လုံးရှိရဆိုရင်ကျွန်တော်ရှေ့မှာနှလုံးဒါနောက်မှာ၃လုံးရိုက်ထည့်ပေးရမှာဖြစ်ပါတယ် ပြီးပြီဆိုရင်လည်းကျွန်တော်တို့ကျွန်တော်အနေနဲ့ net ကိုတစ်ချက်နှိပ်လိုက်ရမှာပဲဖြစ်ပါတယ်နော်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာဆိုရင်ကိုယ့်ရဲ့မွေးလမွေးရက်ပေါ့နော်ဒါမွေးတက်ကတက်ကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးပြီဆိုတော့လည်းကျွန်တော်အနေနဲ့ဒါလက်ကိုနှိပ်ပေးရမှာเนาะနှိပ်နှိပ်ပြီးဆိုတော့လည်းကျွန်တော်ဒါယောက်ျားလေးမင်္ဂလာရွေးမယ်ပေါ့เนาะ ီးပြီဆိုရင်ကျွန်တော်အနေနဲ့ဒီနေရာမှာဆိုရင်ဒါကျွန်တော်တို့ဒါသတိပြုရမယ့်အချက်ပေါ့နော်အဲဒီမှာဆိုရင်ဒါမိုဘိုင်းနဲ့နံပါတ်ပေါ့နော်ဒါကတော့ဒါကျွန်တော်ဒါဖုန်းနံပါတ်နဲ့ဖွင့်တဲ့ပုံစံပေါ့နော်အဲကျွန်တော်ကကျွန်တော်ဖုန်းနံပါတ်နဲ့မဖွင့်မနဲ့ဒါ Gmail အကောင့်နဲ့ဖွင့်မှာဖြစ်တဲ့အတွက်ပေါ့နော်အဲကျွန်တော်ဒီအောက်ဆုံးမှာရှိတဲ့ဒီမှာဆိုရင် send a one email address ဆိုတဲ့စာတမ်းလေးကိုကျွန်တော်နှိပ်ပေးရမှာပဲဖြစ်ပါရနော်အဲဒီမှာဆိုရင်ကျွန်တော်ဒါအစောလေးကဒါကို ဖွင့်လိုက်တဲ့ Gmail အကောက်ကိုကျွန်တော်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်อืมဒီလိုမျိုးလေးရိုက်ထည့်ပြီးပြီဆိုတော့ねကျွန်တော်အနေနဲ့ name ကိုပဲနှိပ်ပေးရမှာဖြစ်ပါတယ်เนาะဒီမှာဆိုရင် message router အစော်လေးကကို Gmail account တက်ဖွင့်တော့ပါတော့ဒါ password ကိုကျွန်တော်တို့ရိုက်ထည့်ရမှာပဲဖြစ်ပါတယ်เนาะ အဲဒါကြောင့်မို့ကျွန်တော်အနေနဲ့ဒီပစောကကိုမမေးဖို့ရတယ်လိုအပ်ပါတယ်နော်ပြီးပြီဆိုရင်ကျွန်တော်အနေနဲ့နေကိုဆက်နေမှာပေါ့နော်အဲပြီးပြီဆိုရင်ကျွန်တော်အနေနဲ့ဒီဆက်အဆက်အဆိုတာလေးကိုဆင်းအဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်ပေးရမှာဖြစ်ပါတယ်နော်

ဒါဆိုရင်ကျွန်တော်ဒီလိုမျိုးပေါ်လာပြီဆိုတော့ဒါကိုယ့်ရဲ့ password ကိုတင်ထားမှာဖြစ်တဲ့တော့ဗောနော်ဒါ seed password ကိုပဲကျွန်တော်နှိပ်ပေးရမှာဖြစ်ပါတယ်အဒီမှာဆိုရင်ပြီးပြီဆိုရင်ကျွန်တော်ဒါကိုကကျတော့ Facebook account ကိုဗောနော်ဒါဒီ Gmail နဲ့ဒီ password နဲ့ဖွင့်တာဟုတ်လားဆိုတော့ तू ကမေးလာတယ်ဗောနော်အဲတကယ်လို့မိတ်ဆွေတို့အနေနဲ့ဒါကိုက Gmail တွေ password တွေမေးသွားမှကြောက်တယ်ဆိုရင်ကျွန်တော်ဒါကိုယ့်ရဲ့ Gmail နဲ့ password password ကိုဗောနော်အဲကျွန်တော်အနေနဲ့ဒါ screenshot ရိုက်ပြီးတင်ထားလို့ရတယ်လို့ကိုယ့်ရဲ့စာအုပ်ထဲမှာလည်းကျွန်တော်ကရေးမထားလို့လည်းရတယ်ဗောနော် အဲဒါဆိုရင်ကျွန်တော်ကြောက် okay ကိုနှိမ့်မယ်ပေါ့နော်အဲဒီမှာဆိုရင်တူကကြောက်တာကုတ်တောင်းလာတယ်ပေါ့နော်အဲဒီလိုမျိုးကုတ်တောင်းလာတယ်ဆိုရင်တူကကြောက်တစ်ခါတန်းပြီးတော့ဒါကုတ်ပါတန်းပြီးတော့ခြာပေးရပေါ့နော်ကုတ်တန်းခြာပေးရဖြစ်တဲ့အတွက်ကျွန်တော်ဒါကတော့ဒါကုတ်ပေါ့နော်ဒါ83ခွန်13 3ကကျတော့ဒါကျွန်တော်တို့ရဲ့ဒါ Facebook ကုတ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်အဲ့ကုတ်ကိုကျွန်တော်ရိုက်ထည့်မယ်ပေါ့နော်73ခွန်း13 3 တိတုံဒီပြီဆိုရင်ကျွန်တော်ဒါကွန်ဖန်းကိုနှိပ်ပေးရမှာဖြစ်ပါတယ်ပြီးပြီဆိုရင်ကျွန်တော်ဒီလိုမျိုးပေါ်လာပြီဆိုရင်အလောင်းကိုပဲဆက်နှိပ်ပေးရမှာဖြစ်ပါတယ်เนาะအဲဒါကတော့ကျွန်တော်တို့ဒါ Facebook account ဖွင့်ပြီးပဲဖြစ်ပါတယ်เนาะအဲဒါဆိုရင်မိတ်ဆွေများအားလုံးလည်းအဆင်ပြေကြပါလိမ့်เนาะ အဲဒီမှာဆိုရင်ကျွန်တော်ဖွင့်လိုက်တဲ့အကောင့်ကဆိုရင်အမားဝေဖြူအောင်ပေါ့နော်အဲပုံလေးပါတင်မယ်ဆိုလဲဒါပုံလေးပါတင်လို့ရပါရဲ့နော်အဲဒါဆိုရင်တူရကျတော့ပုံမှာတစ်ခါတန်းပြီးတင်ခိုင်းနေပေါ့နော်ပုံမှာတစ်ခါတန်းပြီးတင်ခိုင်းနေဆိုရင်ကျွန်တော်ဒီဟာလေးကိုတစ်ချက်နှိပ်မယ်ပြီးပြီးဆိုရင်အလောင်းကိုနှိပ်မယ်ပေါ့နော်ဒါကိုယ့်ရဲ့ပုံပေါ့နော်ဒါကျွန်တော်ဒါချေရိုက်ထည့်ပေးရမှာဖြစ်ပါရဲ့နော် ုံထည့်ပြီးပြီဆိုတော့လည်းကျွန်တော်တို့ဒါခဏစောင့်မှာပေါ့နော်ဒါပုံတင်နေတော့ပို့ပေါ့နော်အဲပြီးပြီဆိုရင်ကျွန်တော်အနေနဲ့နေကိုပဲဆင်းနေပေးရမှာဖြစ်ပါတယ်နော်ဒါကတော့ကိုယ့်ရဲ့ကိုယ့်ရဲ့နေရေးလိစာကိုကျွန်တော်ဒါထည့်ခြင်းလည်းရတယ်မထည့်ခြင်းလည်းရပါတော့တကယ်လို့မထည့်တော့ဘူးဆိုလည်းကျွန်တော်ဒါစကိုက်ကိုပဲနှိပ်ကြိုလိုက်လို့ရပါတယ်နော် တကယ်လို့ကြော်လို့မရဘူးလေကျွန်တော်ဒါကိုယ့်ရဲ့ location တွေပါလေထည့်လို့ရရပေါ့နော်အဲဒါဆိုရင်ကျွန်တော်ကြောင့်မထည့်တော့ပါတော့မထည့်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီလာလူကောက်ပဲနေလိုက်ပါတော့အဲပြီးပြီဆိုရင်ကျွန်တော်အနေနဲ့ကိုနေတဲ့မြို့ရဲ့အနီးဆက်ဆက်ဆုံနေရာကိုကျွန်တော်ဒါသူကပို့ပေးတယ်ပေါ့နော် ဟုတ်ကဲ့ပါနော်အဲဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဒါ Gmail ကိုအသုံးပြုပြီးတော့ Facebook account တက်ဖွင့်ဖို့ခွင့်နေကျွန်တော်ဒါအောင်မြင်သွားပြီးဆုံးသွားပါပြီနော်အဲတကယ်လို့ကိုယ့်ရဲ့မိတ်ဆွေတို့အနေနဲ့ပေါ့နော်ဒါကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ပြန်ပြီးတော့ချိတ်ချင်းနေဆိုရင်လည်းကျွန်တော်ဒီဘေးမှာတစ်ချက်ဝင်လိုက်မယ်ပေါ့နော်အဲပြီးပြီဆိုတော့လည်းမိတ်ဆွေတို့အနေနဲ့ဒီ MR ဝေဖြောင်းဆိုတဲ့နေရာလေးကိုတစ်ချက်ဒီအပေါ်ဆုံးကိုကျွန်တော်နည်းနည်းလေးဆွဲပေးလိုက်မယ်နော်ဆွဲပေးပြီးပြီဆိုတော့လည်းကျွန်တော်ဒီ setting ဆိုတော့ပဲတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အဲဒီမှာဆိုရင်တော့ personal account information ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်เนาะပြီးပြီဆိုရင်ကျွန်တော်အနေနဲ့ဒီမှာဆိုရင် contact info ဆိုတဲ့နေရာလေးကိုနှိပ်ပြရမှာဖြစ်ပါတယ်เนาะအဲတကယ်လို့မိတ်ဆွေတို့အနေနဲ့ဒါဖုန်းနံပါတ်ကိုယ့်ရဲ့ဖုန်းနံပါတ်ပါပြန်ပြီးထည့်ခြင်းနေဆိုရင်ပေါ့เนาะအဲဒီမှာဆိုရင်တော့ဒါကျွန်တော်တို့ဒါကိုဖုန်းလိုက်တဲ့ Gmail account ရဲ့ဒါကျွန်တော်ဒါ Gmail နံပါတ်ပေါ်လာပြီပေါ့เนาะအဲတကယ်လို့မိတ်ဆွေတို့အနေနဲ့ဖုန်းနံပါတ်ထည့်မယ်ဆိုရင်ကျွန်တော်ဒါအဖုန်းနေပါဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်ဒါဖုန်းနံပါတ်လည်းထည့်လို့ရပါတယ်เนาะ ါဒီမှာဆိုရင်ကိုထည့်ကျင်တဲ့ဖုန်းနံပါတ်ပေါ့နော်ဒါအပေါ်ကတော့ကိုလက်ရှိနေတဲ့နိုင်ငံနိုင်ငံရဲ့လမ်းကိုယူပေးရမှာဖြစ်ပါတယ်နော်နိုင်ငံလမ်းယူမှာဆိုတော့ဒီ CHANG chain ဆိုတဲ့နေရာလေးကိုနေလိုက်ပြီးတော့ ਨੇ ကိုလက်ရှိရောက်နေတဲ့နိုင်ငံကိုပေါ့နော်ကျွန်တော်အနေနဲ့ဒါယူပြီးတော့ဒါယူပေးရမှာဖြစ်ပါတယ်နော် အဲဒါဆိုရင်ကျွန်တော်ကတော့ဖုန်းနံပါတ်နဲ့မချိတော့ဘူးเนาะမချိတော့တာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒါချိတ်ချင်တယ်ဆိုရင်ချိန်လို့ရတယ်ဆိုတဲ့အကြောင်းကိုမိတ်ဆွေတို့ကိုဒါရှင်းပြပေးသွားတာပဲဖြစ်ပါရဲ့เนาะအဲဒါဆိုရင်အားလုံးပဲအဆင်ပြေကြပါသေးတယ်เนาะအဲဒါဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe ပါလေမလိုရသေးဘူးဆိုလည်း like and subscribe လေးလုပ်ပြီးတော့ကျွန်တော်အနေနဲ့ဒါအားပေးကြပါအောင်လို့မိတ်ဆွေများအားလုံးကိုမေတ္တာရက်ခံကြပါရဲ့เนาะအဲဒါဆိုရင်အားလုံးပဲမင်္ဂလာပါเนาะ ်ပြီးပြီဆိုရင်ပေါ့နော်ကျွန်တော်ရဲ့ Facebook page ကိုလည်းကျွန်တော်အနေနဲ့ဒါ like and subscribe ပါလေး like and ဒါ follow ပါလေးလုပ်ပြီးတော့ကျွန်တော်ဒါ share link လည်းလုပ်ပေးလို့ရပါတယ်နော်အားလုံးပဲမင်္ဂလာညချမ်းမင်္ဂလာပါနော်